အကန့်ဘက်တို့ရတာ channel ရတာ channel ကနေပြန်လည်ကြိုလိုက်ပါတယ်။အော်ဒီတစ်ပတ်မှာပေါ့နော်။ရတာ channel ကကျေးဇူးတွေကိုတက်ဆက်ပေးခြင်းနဲ့ဆိုင်လေးကတော့မောင်မောင်ခမင်းဆိုင်လေးပဲဖြစ်ပါတယ်။ ဒါနာမည်ကြီးတိုင်လည်းဖြစ်တယ်ပေါ့နော်အခုရောက်နေတဲ့အချိန်ကနှစ်နာရီဝန်းကျင်လောက်ဖြစ်နေပြီဆိုတော့ဆိုင်ရတော်တော်များဟင်းနေရတော့ကုံသွားပြီပေါ့နော်ဘာဖြစ်လဲဆိုတော့မြန်မာသမီးဆိုင်နေရတည်တဲ့အတိုင်း12နာရီကျော်8နာရီကျော်လောက်ဆိုရင်ရောမယ်စားကောင်းနေရင်အကုန်လုံးကတော်တော်များကကုံသွားတာများတယ်ဆိုတော့ဒီနေ့ကနည်းနည်းနောက်ကျသွားတယ်ဆိုပေမဲ့ဒီသူ့ဆိုင်ရဲ့ signature menu ဖြစ်တဲ့ဒီဝတ်သားနဲ့တက်တီနဲ့နဲ့ချက်ထားတဲ့ဟာလေးရဲ့နောက်ပြီးတော့စိတ်အာစိတ်ဦးချောင်းကိုတောက်ဆန်းလိုပုံစံမျိုးလေးပေါ့နော်အဲနှစ်ပွဲမှာလိုက်ပါတယ် တံမြားလေးလေးထင်လိုက်မယ်ပေါ့နော်အဲပြီးတော့တော့ဒါလေးကတော့ဒါငါးမွေနဲ့မြုပ်ပြီးချက်ထားတဲ့ဟာလေးပေါ့နော်နောက်ပြီးတော့သူ့ရဲ့အရန်ဟင်းနေအနေနဲ့လည်းပါတယ်ညစ်ကြောပဲငက်ပြီးကြောင်းမှုကြောနောက်ပြီးတော့တွတ်စရာလေးရလဲစုံနေပေါ့နော်အာတခွားတိပါတယ်မောင်လာဦးနေပါတယ်ချင်းပါတယ်အပူစီညံပါတယ်မြင်းခွာပြပါတယ်ပေါ့နော်အဲ့ဒါအောင်မချင်းပဲပြီးတော့နောက်တစ်ခုကသူကဒီတို့စရာလေးကိုလက်လက်ဆက်ဆက်ဖြစ်အောင်ရေခဲလေးတွေစိမ့်ပြီးထားတယ်ပေါ့နော်အော်အီအီဒီနဲ့စားလို့ကောင်းမယ်ဒါကတော့ငါပြီးချက်ကလော်အော်ဒီနဲ့ငါပြီးရင်နဲ့ပေါ့နော်ကလော်အော်ဒီနဲ့ပြင်မပစုံလေးရအောင်ပါတီး ဆိုတော့အဲ့ဒါလေးရှိတယ်ဒီမှာဟင်းညုံလေးလည်းပါပါတယ်ဟင်းညုံကတော့ဒီမုတ်တိဟင်းညုံကိုသူကခေါ်ပြီးတော့စူပုံရွယ်တို့ရှောက်ရက်တို့နဲ့ပေါ့နော်မုတ်တိဟင်းညုံလေးကိုလောက်ထားတာပါဆိုတော့ခုနကဒီစိတ်ဦးချမ်းတောက်ဆန်းကိုပန္နာတိနဲ့ညှိရလိုက်ပါမယ်နော် င်းကသားပေါ့နော်သူကအစီလေးနဲ့ဆိုတော့ဒီနဲ့အသားလေးနဲ့ဟင်းချင်းချင်းလေးတော့တည်တည်တနတ်နဲ့မသားနဲ့အဲ့ဟာချင်းချင်းလေးပေါ့နော် ဝတားနဲ့တက်တိတနဲ့နဲ့ပေါ်တော့ချက်ထားရဲဆိုတဲ့အတိုင်းတက်တိတနဲ့အရာဒါလို့အချင်းချင်းလေးရတယ်နောက်ပြီးတော့ဝတားရတယ်တော့ကနူးဤညာပဲပေါ်တော့ဝတားသူ့ဝတားအရာဒါလေအစီပါကြိုက်တဲ့သူဆိုလို့ရှိရင်အစီနဲ့အသားနဲ့တွဲဆတဲ့အရာဒါကိုလုံးဝသဘောကျမယ်ဆိုတော့အမခံပါတယ်ဘာဖြစ်လို့လဲဆိုတော့လုံးဝဝတားအရာဒါကလည်းနူးဤပြီးတော့အစီကိုစားလိုက်တဲ့ခါမှတော့မှပဲတွဲတွဲဆတဲ့အသားနဲ့အစီနဲ့တွဲဆလိုက်ရတဲ့ဟာကလုံးဝဒီလုံးဝ match ဖြစ်တယ်ပေါ့နော်อืม အဆန်းလန်းလန်းလေးစိတ်ဦးချမ်းနေပေါ့နော်ဒီကအူချမ်းလေးကလည်းဒီဒီဟိုတချို့ဆိုင်တွေမှာဆိုလို့ရှိရင်အနေနဲ့ညှိနှံ့ထွက်တာမျိုးတွေပါလေဆိုရှိတတ်တယ်ပေါ့နော်စိတ်သားအောင်တိတ်ပြီးတည်တည်တတ်တတ်မချက်တတ်တာမျိုးဆိုလို့ရှိရင်ဒီမှာကတော့လုံးဝညှိနှံ့လုံးဝမရှိဘူးအူချမ်းနုနုညံ့ညံ့လေးပဲပေါ့နော်ဒီအသားကလည်းလုံးဝနုညံ့လေးတွားပြီးတော့ ဒီစိတ်စိတ်ဦးကျန်တောက်ဆန်းဆိုပြီးတော့လည်းအရေးအနေနဲ့ဒါသုံးဆောင်လို့ရတယ်ပေါ့နော်အာငားမွေနဲ့ချက်ထားတဲ့ဟာလေးဆိုလို့ရှင်ねဆောက်လောက်ကောင်းတယ်သူ့အရသာလေးကလည်းအာအရသာရှိရဲ့ပေါ့နော်အာငားမွေဆိုရင်မအရင်ချင်နေရလို့မဟုတ်ပဲねငားပဲအရသာလေးကိုဝါမီးလို့ရတယ်ပေါ့နော်အဲ့ဒါအောင်မှာဘီရ side dish တင်နေဆောက်လိုက်တဲ့အခါကျတော့ဟင်းနေရအတကယ်အများအများကြီးဖြစ်သွားတယ်အရင်ဟင်းနေရအများရရောပြီးတော့ refill ဆိုတော့လေဒါကချင်းလေး ချင်းပတ်လေးစားကြည့်ပါမယ်။ချင်းပတ်လေးရလုံးဝမြွာထမင်းနဲ့ဆိုရင်ဖြစ်မနေစားတဲ့နေရာတွေပါ။ ဟင်းနေရပါတော့ကုံသွားတယ်ဆိုရင်တော့မှပဲဒါတို့ဆရာနေထက်တောင်းလို့ရတယ်ပေါ့နော်လုံးဝချက်ချက်ထက်ပေးကြမလို့ပေါ့နော်အဲ့တော့အာဒါလည်းမိုက်တယ်ပေါ့နော်နောက်ပေါ်ရရှိဒီမှာထည့်ထားတဲ့ကစွန်ယိုနီပေါ့အဲ့ဒါလေးတွေကလည်းအာတို့ကြံလေးနဲ့ကြီးဆက်ပြီးစားလို့ရပါတယ်တဲ့ကစွန်ယိုနီကအမှန်တိုင်းပြောရင်ကစွန်ယိုနီကစက်မှန်လေးနဲ့တော့ဟာတင်တော်တဲ့အာဒီတို့အသီးအရွက်တစ်မျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုလည်းဒီမှာပြည်လေးနဲ့တို့စားလို့ရတယ်ပေါ့နော်တခုအရန်သမောကြတာဒီငပိရဲမှာပါရဘူးစွန်တို့အကောင်ကြီးတွေပါအဲ့တော့သဘောကြပါအဒီကောင်ကြီးတွေ တော့လုံးဝလုံးဝလုံးဝမိုက်ပါတယ်ဒီတို့ကြားလေးနဲ့ရော site နဲ့နဲ့ Okay နည်းနည်းလေးထပ်စားလိုက်အောင်နော်ရဲရဲအဲကဲစင်နာဆိုတော့တို့လိုက်တဲ့အချိန်မှာအမြဲကိုအေးအေးနဲ့ထားလို့ကောင်းတာပေါ့နော် ယ်ဒီနေ့ရွေးချယ်ထားတဲ့ဆိုင်လေးကတော့ဒါမောင်မောင်ထမင်းဆိုင်ဖြစ်ပါတယ်ဆိုတော့ရန်ကင်းမှာရှိတာဖြစ်ပြီးမြို့မြို့မှာရှိတာဖြစ်ပြီးရန်ကင်းနဲ့နေလာရင် area maginland ပေါ့နော်လမ်းလေးကိုနည်းနည်းလေးဝင်လိုက်ရတဲ့ဒီဆိုင်လေးကိုတွေ့မှာဖြစ်ပါတယ် Golden City Condo Bay area maginland ပေါ့နော်ဆိုတော့အနည်းနာမှာ Golden City Condo နဲ့နီးကပ်ဆုံးရှိနေတာဖြစ်တဲ့အတွက်အာရှာဖို့ကတော့တိုက်ပြီးမခက်ခဲပါဘူးဆိုတော့ဒီဆိုင်လေးမှာဒါဆိုလို့ရှိရင်ထမင်းစားချိန်ပဲဖြစ်ဖြစ်ပေါ့နော်သူဆိုင်ဖွင့်ချိန်လေးကကြတော့မနက်စင်နိုင်ခွဲလောက်ကနေပြီးတော့နေ့ကင်း2နိုင်3နိုင်လောက်ထိဒါဖွင့်နေပေါ့နော်စားလို့ရတာဖြစ်ပြီးတော့သူကခြိုင်ဆွဲလေးလက်ခံနေနောက်ပြီးပါ ဆယ်ရို့ဆိုလည်း order လက်ခံတယ်ပေါ့နော်ဆိုတော့ order မှာပြီးတော့ပဲစားကျင်တာပဲဖြစ်ဖြစ်ကိုဒီလိုမျိုးဒီလောက်ဘက်ကိုင်းဘက်တွေနဲ့ကိုစားကျင်တာပဲဖြစ်ဖြစ်ဒီမှာတမင်းစားကျင်နေပြီဆိုတော့ဒါရွေးချက်တင်တဲ့ဆိုင်ကြီးဆိုင်ဖြစ်တယ်မျိုးမျိုးပြေးကျင်ပါတယ်နော်နေ့ရဲ့ဒီမှာတမင်းဗီဒီယိုလေးကိုတော့ဒီမှာလည်းအအဆုံးသတ်ပါမယ်နောက်တစ်ပတ်မှာရောဘာတွေသက်ဆောင်မလဲအဘယ်လိုအစားအစာတွေကိုညှို့ပေးအောင်မလဲဆိုတော့ဒီအရောက်အရသာ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်တစ်ပတ်မှာပြန်တွေ့ကြမယ်နော်တတ်တာ